အခုကျန်ပါကတော့ထမြောက်ရာကျန်ခန်းကြီး26ဖြစ်ပါတယ်အခန်းကြီး26အငယ်1မှ6တဏီက ပြာသောအထေမောင်းသောအထေနီသောအထေဖြင့်ပြီးသောခေရုဘင်အယုတ်နှင့်ခြေလေသော ပိတ်ချောကလကာဆယ်တဲ့ဖြင့်တဲတော်ကိုလောက်ရမည်ကလကာသည်အလျံ28တောင်အနံ4တောင်ရှိ၍ကလကာချင်းအလျံအနံတူရမည် ကလကာငားတဲ့စီတဆက်တီချုပ်ရမည်ကလကာတထဲပြင်ပမှကလကာနာချင်းဆက်မီယာ၌ခွေးများကိုပြာသောထဲနှင့်လုပ်ရမည်အခြားသောကလကာပြင်ပမှကလကာနာချင်းဆက်မီယာ၌လည်းထိုးတူလုပ်ရမည်ကလကာတထဲ၌ခွေး90ကို၎င်းအခြားသောကလကာအနားဆက်မီယာ၌ခွေး90ကို၎င်းခွေးချင်းဆိုင်ပြီးအောင်လုပ်ရမည် ရွေချောင်း90ကိုလည်းလုပ်၍ထိုရွေချောင်းဖြင့်ကလကများကို ပူးတွဲသဖြင့်တဲတော်တဆောင်ဒီဖြစ်ရမည်အငယ်ခုနှစ်မှ74တဲတော်ဖုံးအုပ်ဖို့အခြားသောကလကဆက်တဲ့ကို စိတ်မွေးနှင့်လုပ်ရမည်ကလကသည်အလျံအတောင်30အနံ၄တောင်ရှိ၍ ကလကဆက်တဲ့သူသည် အလျားအနံချင်းတူရမည်ကလကငါးတဲ့တဆတ်၆တဲ့တဆတ်ဒီချုပ်၍သတ္တမကလကကိုတဲတော်ဥ၌ခောက်ထားရမည်ကလကများဆက်မီရ၌ပြင်ဘက်ကနေသောကလကတထေအနားမှခွေး90ကို၎င်းဆက်မီသောအခြားကလကအနားမှခွေး90ကို၎င်းလှုပ်ရမည်ခြေဝါးချောင်း90ကိုလည်းလှုပ်၍ ကွင်းတို့၌ရှူပြီးလင် အပေါ်တဲတဲ့ပိုင်းနှင့်တပိုင်းပူးတွဲသည်ဖြင့်တဲတဆောင်ဒီဖြစ်ရမည်ထိုအပေါ်တဲ၌ပူသောကလကတဝက်ကူကတဲတော်နောက်ဖေးမှ တွဲလျဆွဲထားရမည်အပေါ်တဲ၌ပူသောကလကအလျံနှစ်တောင်တွင်တဲတော်ဖုံးအုပ်ဖို့တပတ်တချက်တောင်စီတွဲလျဆွဲထားရမည်အပေါ်တဲဖုံးအုပ်ဖို့အနီဆိုးသော တိုးရီကို၎င်းထိုတိုးရီအပေါ်၌တဟာရှတရီကို၎င်းလောက်ရမည်အငယ်59မှ30ကဲရောကာယံထောင်ထားရသောအကာရှပြင်ပြားတို့ကိုလည်းလောက်ရမည်ပြင်ပြားသည်အလျားဆယ်တောင် အနန်းတထောင်ထွာ ရှိရမည်ထိုပြင်ပြားရှိသည်များတို့၌ခြေတော့နှစ်ခုစီတဒန်းဒီရှိစေခြင်းငှာလောက်ရမည် တဲတော်တောင်ပင်း၌ကာယံပြင်ပြ၂၀ကို လုပ်ရမည်ထိုပြင်ပြ၂၀တွင်တပြားတပြားအောက်၌ခြေတော့နှစ်ခုစီဆွတ်เสียဖို့ငွေခြေဆွတ်၄၀ကိုလုပ်ရမည်ထို့တူတဲတော်မြောက်ဖက်၌ကာယံပြင်ပြ၂၀ရှိရမည်ထိုပြင်ပြ၌လည်းငွေခြေဆွတ်၄၀တပြားနှစ်ခုစီရှိရမည်တဲတော်အနောက်ဖက်၌ ကာယံပြင်ပြား၆ပြားကို၎င်းဒေါန်တဖက်ချက်၌ကာယံပြင်ပြား၂ပြားကို၎င်းလုပ်ရမည်အထက်၌၎င်းအောက်၌၎င်းဂွင်းကိုတက်၍ဆေးဆက်လျက်ဒေါန်နှစ်ခုကိုပြီးစေရမည်ပြင်ပြား၈ပြားငွေချေစုတ်၁၆ခုတပြားနှစ်ခုစီရှိရမည်တဲတော်၌ကာယသောပြင်ပြားကိုရှူစီရဖို့အကာရှတ်သားကလန့်ကျင်တို့ကို တပက်ငါးချောင်းစီလောက်ရမည်တဲတော်နောက်ဖေး၌ကာရသော ပြင်များကို ရှူစီရဖို့ကလန့်ချင်ငါးချောင်းကိုလည်းလောက်ရမည်အလဲကလန့်ချင်ကို တောင်းတပက်တစ်ချက်၌ဆုံးစီရမည်ပြင်များတို့ကို ရွှေနှင့်မိုးမှန်ရမည်ကလန့်ချင်ရှူဖို့ရန်ရွှေခွင်းကိုလည်းလောက်၍ကလန့်ချင်တို့ကိုရွှေနှင့်မိုးမှန်ရမည် တောင်ပေါ်မှာတင့်အားပြသောပုံနှင့်အညီတဲတော်ကိုတည်ဆောက်ရမည်အငယ်37မှ39တဏီကပြသောထေမောင်းသောထေနီသောထေပိတ်ချောဖြင့်ပြည်၍ခေရုဘင်အယုတ်နှင့် ချဲလေသောကလကတထေကိုချုပ်ရမည်ရွှေချသော အကာရှသားတိုင်လေးတိုင်အပေါ်မှာထိုကလကကိုဆွဲထားရမည် ထိုတိုင်တို့သည် ရွှေတစုနှင့်၎င်းငွေခြေစုလေးခုနှင့်၎င်း ပြည့်စုံရမည်တတ်သေးခံချက်ထားသောတစ်တာကိုကလကာအတွင်းသို့ တွင်းเสียဖို့ထိုကလကာကိုရွှေချောင်းဖြင့်ဆွဲကာ၍ဟာချာအယဟာချာဟချုံအယနှစ်ပါးစကြား၌အပိုင်းအခြားဖြစ်စေရမည်ဟာချာဟချုံအယ၌တတ်သေးခံချက်တစ်တာအပေါ်မှာတစ်တာအဖုံးကို တင်ထားရမည်ကလကံပြင်းမှစပွဲကိုထားရမည်တဲတော်တောင်ဘက်နားမှမိခုံကို၎င်းမြောက်ဖက်နားမှစပွဲကို၎င်းတဖက်နှင့်တဖက်ဆိုင်မိအောင် ထားရမည်တဲတော်တကားဝ၌ကာယံပြသောထေမောင်းသောထေနီသောထေပိတ်ချောဖြင့်ပြည့်၍ချဲလေသောကလကတထေကိုလောက်ရမည်ထိုကလကဘုရွှေတဆူနှင့် ပြည့်စုံသော အကာရှတိုင်ငားတိုင်ကိုလှုပ်၍ရွှေနှင့်မိုးမှန်ရမည်ကြီးဝါခြေစွတ်ငားခုကိုလည်းတွန်းရမည်โอเคနောက်ချက်ပိုင်းမှာပြင်ဆင်ကြမယ်နော်ဘိုးဘိုင်